ဒါပဲလားဘောလုံးကြီးဆိုရင်ဒီလိုမြမာလိုကြီးတွေစော့နေတော့မလားဟဲ့ဟာငါတို့ကတော့ဒါမျိုးပဲစော့တော့လေအားလုံးမဲ့မလားဗျဂိမ်းမင်းရှယ်ဟိုးစပန်ဒီပန်ဒီဟိုးစကန်ဒီပြန်လဲကျူစလိုက်ပါလေဒီနေ့မှာတော့အိမ်ကွင်းလေးရိုးသွားရင်အဝေးကွင်းပြောင်းနေတာမျိုးကန်လေးချက်မြမာလိုကွင်းယူရိုးအိနေလို့ငါတို့ကတော့ဒါမျိုးကြီးဆိုမကန်ညင်တော့ဘူးကွာလုံပအောင်ကွင်းတက်လေးကျုံးညင်လို့ဆိုတဲ့သူတွေအတွက်ရှီးဖူခင်းကိုထုတ်တယ်စလိုကပ်ကနေထပ်ထုတ်ထားတဲ့ရီမတ်ဆိုတဲ့ဘောလုံးကင်းလေးကို မြန်မာလို့ပြောပြပြီးတော့မှမလို့အားလုံးပဲမြန်မာလို့ဆက်ကြည့်လိုက်ကြရအောင်အဲ့တော့ဒီလောက်ပြောနေတာမင်းဘောကြီးကဘာခိမလို့လဲဘာလဲဘယ်လဲမင်းဘာကောင်လဲငါဘာကောင်လဲဆိုရဲသူတွေအတွက်အရှင်းဆုံးပြောပြရရင် rematch ခရင်ကအရင်စော်ဘူးသမီးကဘောလုံးခိနေရစီးမြင့်အားလုံးကိုရိုက်ချိုးလိုက်တဲ့ခိမှာပထမဆုံးအဓိကထူးခြားချက်ကချားဘောလုံးခိနေလို့မျိုးအပေါ်စည်းတွေပေးတိုက်တွေမဟုတ်ဘဲနဲ့ third person view နဲ့စော့ရမယ်နောက်ဒီဂိမ်းမှာတင်းကကစားသမားတစ်ယောက်ထဲကိုပဲ control နိုင်မယ် အရင်ကင်းတဲ့လိုမျိုးဘောလုံးရောက်တဲ့နေရာ player ကိုပြောင်းထိန်တာမျိုးလုပ်လို့မရတော့ပို့ပြီး reality ဆန်လာမယ်ပေါ့လေအဲအပြင်မကန်နေလို့ပဲမင်းရမင်း position မှာပဲနေရမယ်မင်းစောက်သုံးချက်လို့ဘောလုံးမလုနိုင်တာမျိုးမင်းတည့်ရကောင်နေစောက်မြင်ကက်လို့မင်းကိုဘောလုံးမပေးတာမျိုးဆိုရင်အပြင်တိုင်းစောက်ခွေးတာပတ်ပြေးပြီးတော့စောက်ဘောကိုမျောနေတော့ပဲအဲအဲအဲ့ဒါဆိုရင် reality မဆန်တဲ့အချက်ကဘာလဲဆိုတော့ဒီဂိမ်းမှာလက်ပြဘောတွေဂိုးလိုမောတွေမရှိဘူးဘောလုံးကစီးကြော်မယ်ဆိုရင်မမြင်ရတဲ့လေနေရည်ကိုမှန်ပြီးခွေးနဲ့ပဲပြန်ကြလာမယ် ဲ့တော့နောက်သဘောတရားတော့ဒီ game မှာအဲ့လိုဟာတွေသူကခဏနားစင်တောင်မရှိပဲအချိန်မစင်မချင်း NES တော့ခွေးပတ်ပြေပေါ်ပတ်ကျုံးမိတော့ပဲကိုလိုက်မာတီပလေယာကိုအဲ့လိုဆိုတော့မင်းဖင်ရရင်တော့မကုတ်နဲ့ခုံနဲ့ကြိတ်ပုတ်နေဆိုတဲ့သဘောပေါ့လေအဲမဟုတ်လို့ကိုဖင်ကုတ်နေတော့ကိုစီဘောလုံးရောက်လို့ဆွဲမပြေးနိုင်မဲ့တခြားသူစီပါသွားရင်ကိုအတင်းသားတွေရဲ့မြစ်တာပုတ်တဲ့တင်းညံညံလေးတွေကိုနားတော့တာစင်ရမယ်ပေါ့ခင်ဗျာ အခုနပြောသလိုမျိုးရှီဖူဂိမ်းကုမ္ပဏီကထုတ်တာဆိုတော့ကာရက်တာဒီဇိုင်းတွေကိုကြည့်လိုက်ရင်လည်းရှီဖူငွေတက်တွေလွမ်းမောနေမယ်ပြင်တိုက်ခိုက်ရေးဂိမ်းတွေပဲထုတ်ခဲ့တဲ့ slow club ကထုတ်တာဆိုတော့တခြားဘောဂိမ်းတွေနဲ့မတူဘဲနဲ့ byte တစ်မျိုးလေးတော့ရပါတယ်အဲ့တော့ရင်ဂိမ်းတွေထုံးစံတိုင်းပဲ play style တော်တော်လက်လက်နေဆိုတော့ဘောတစ်ချက်တစ်ချက်လူလာမျိုးကန်တာမျိုးဆိုတိုင်းမဲ့ချနေလို့လို့ဘာလို့နဲ့တကယ်အားရဖို့တော့ကောင်းပါလေခင်ဗျအဲ့တော့ဒီဂိမ်းရဲ့မကောင်းတဲ့အချက်ကဘာတွေလဲဆိုရင် landing cap မစိုးစလောက်လင်းမြင့်နေစဆော့ဆော့ချင်းဆိုရင်နည်းနည်းတိုင်ပတ်ပြီးတော့နောက်မှကျွမ်းသွားမှာမျိုး အခုဂိမ်းနဲ့အခု e လိုက်ရောက်ချင်တာမျိုးအိမ်မက်မထိုင်တော့ဟဲ့ဖြတ်လိုက်တော့ဆတ်ဆော့နေနေတော့နောက်အရေးကြီးတဲ့ချက်ကဒီဂိမ်းမှာခုနကပြောသလိုကိုက character တကောင်နဲ့ကိုပဲထိန်းလို့ရတာဆိုတော့ကိုတင်းကတော်တော်အရေးကြီးပါတယ်အပြင်မှာကန်လိုပဲအသိမညီတာမျိုးငါပဲ main character လောက်ချင်တဲ့ကောင်လေးမျိုးနဲ့ဆိုရင်တော့ခွတ်ခွတ်လန်အောင်ရှုံးပါပါတကယ်ချင်းနဲ့ချိတ်ဆော့နိုင်မယ်ပြင်ချာ online player တွေနဲ့လဲတွဲဆော့နိုင်မှာဖြစ်ပြီးတော့3 vs 3 4 vs 4ပြီး5 vs 5ပါကျိုးနိုင်မယ်ဗောလေအဲ7ရောက်တော့မဟုတ်ပါဘူး character တကောင်နဲ့ထိန်းယူရတဲ့ online ပေါ်လုံးကင်းကို17ယောက်ပြည့်အောင်ထိုင်ဆောင်17ယောက်လုံးပြင်းညီဖို့စ조사နေရရင်တော့သေဖို့ပဲရှိပါတယ်။အဲ့တော့ဆက်ပြောရရင်5 versus 5က rank mode ဖြစ်ပြီးတော့တခြား rank game တွေလိုမျိုး bronze ပါညာနဲ့ elite စနစ်ပြည့်ပြည့်တက်သွားမယ်ပေါ့လေ။တခြား online multiplayer game တွေလိုမျိုး season တွေတခြားဖွဲ့ချင်းဝယ်လို့ရရင်ပတ်စံကုန်မဲ့အကြောင်းအရာလေးတွေလည်းအများကြီးပါတယ်ပေါ့ဗျာ။ဒါတော့အလုံးချုံပြီးပြောရရင် D Remix ကအရင်တမယိုးရမယိုး platform game တွေပြင်းလာတာမျိုး online multiplayer game ကိုမှ ball game ရှာနေတာမျိုးဆိုရင်တော့စော့တင်တယ် အဲဒီကဲ PS5 PC နဲ့ Xbox Series 8S မှာစော့နိုင်မယ်။အဲ mobile တော့လောလောဆယ်မရသေးပါဘူးခင်ဗျာ။ online multiplayer ဆိုတော့နောက်အနာဂတ်မှာရှားကောင်းရလာနိုင်မယ်ပေါ့လေ။အဲမျော်လင့်ချက်မရှိတာမျိုးတော့မဟုတ်ဘူးပေါ့။ဒါပါပဲ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ဥတျောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိလိုက်ပါတယ်ခင်ဗျာ။ ဂေမေးရှင်ပါကုလားအပေးရတော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျ